တော့ဒီတော့အားလုံးပဲမင်္ဂလာပါဆရာရဲ့ grade 7တိတ်မှတိတ်မှဆက်ပါမယ်အခန်းနှစ်ဆိုတော့အရှိမငင်းကအဖွဲ့အစည်းတွေကြောင်းပြောပြီးပြီအင်္ဂါပေါ်စည်းတွေဆိုတာဘုံဖြစ်တာလေမတူညီသောအင်္ဂါတွေစုပေါင်းပြီးတော့အင်္ဂါပေါ်စည်းဖြစ်တာဆိုရင်အဲ့ဒီအင်္ဂါအဖွဲ့အစည်းတွေကဘယ်လိုမျိုး cooperation လုပ်လဲဆက်နွယ်လေဆက်သွယ်လေ cooperation လုပ်ရတယ်ဆိုတာဘာလို့လဲဆက်သွယ်ဆက်နွယ် cooperation among organ system or plant အပင်းတစ်ပင်းမှာအင်္ဂါပေါ်စီနှစ်ပိုင်းပါတယ်ပေါ်နဲ့အောက်နဲ့မြေပေါ်နဲ့မြေအောက်အဲ့ဒီမြေပေါ်နဲ့မြေအောက်เนี่ยဘယ်လိုမျိုးဆက်သွယ်နေလဲမြေရောအပွက်အစည်းမှာရှိရဲ့ပင်မမြေရေတောင်မြေကိုခေါ်ရဲ main root ဘင်းမြေကိုခေါ်ရဲ lateral root နဲ့ မြင်ပွဲလို့ခေါ်တဲ့ root hairy ပေါင်းရင်ဆိုတော့အများကြီးပြောရမလို့အဲ့ဒါပြီးပြီးသားမြေအောက်မှာပင်မရေတောင်းမြေလို့ခေါ်တဲ့ name အဲ့ဒီပင်မရေတောင်းမြေကနေခွဲသွားတော့ lateral loop ဒိမြေကြီးအဲ့ဒီရေတောင်းမြေဒီမြေကြီးဒီမှာရှိတဲ့မြင်ပွဲ root hairy ပေါင်းရင်ထုံမြေကြီးဟာမြေကြီးရမြေအပင်အတွက်လိုအပ်တဲ့ရေနဲ့ အဟာရဓာတ်တွေကိုစုပ်ယူပြီးတော့အပင်ရဲ့ရေတိရေကြောင့်တ िश ူအနေနဲ့တဆင်တက်ဆိုင်ရာနေရာတွေကိုပို့ပေးအထူးသဖြင့်အရွက်တွေကိုပို့ပေးဟုတ်ပြီနော်ဆိုတော့ဆောင်းနားတယ်မှာဆောင်းရောညောဖိုက်ရုံနဲ့မတည်ဘူးကြိတ်ရုံနဲ့မတည်ဒီမြစ်တွေမှာအမြစ်တွေမှာဘာတွေရှိလဲဆိုတော့မြေကြီးကောင်ထဲမှာမြုပ်နေတယ် အဲ့ဒီမြေကြီးတော်ထဲမှာမြုပ်နေတဲ့အမြင့်ကြီးကရေနဲ့အာဟာရဓာတ်တွေကိုစုပ်ယူရဲအပင်ရဲ့ရေရောတီရှူတွေရောင်းနေတစင်းအရွက်တွေကိုပို့ပေးဆောင်ရရေရောကိုဘယ်လိုခေါ်လဲဆိုရင်ဇိုင်နန်ကိုခေါ်တယ်။အားလုံးဟောတယ်ဇိုင်နန်ကိုခေါ်တယ်။ဟုတ်ပြီနော်။ရေရောကိုဘယ်လိုခေါ်လဲဇိုင်နန်ဟုတ်ပြီစကြည့်အောင်။အမီလေး အရင်အတွင်းမှာရှိတဲ့ကတော့စောင့်ယူလိုက်တဲ့ရေလေအဟာရတက်တွေကိုဘယ်လိုပို့လိုက်အရွက်တွေကြီးကိုပို့လိုက်အရွက်အတင်းမှာအစိမ်းအောင်ကျယ်လို့ခေါ်တဲ့ chlorophyll တွေရှိအဲ့ chlorophyll တွေကလေထဲက carbon oxide ကိုအသုံးပြုပြီးတော့ကုလားကဆရာတို့အမိကနေပို့လိုက်တဲ့ရေနဲ့ပေါင်းဆက်တယ်ရေနဲ့ပေါင်းဆက်ပြီးတော့နေရအလင်းအောင်ရတဲ့အခါမှာ အလင်းမီစုအစာဖွဲ့ခြင်းလို့ခေါ်တဲ့ photosynthesis ကိုလုပ်တယ်။ဒါကြောင့်ညနော်ဆိုတော့ဒီရွက်ထဲမှာပါရှိတယ် ော်လိုဖီရှိပါရှိတယ်ကလိုဖီရှိအဲ့ဒီရောကျောင်းကကလိုဖီရှိလေဒီအိမ်ကအညာရောင်းနေတက်လာရင်ပါရတယ်ရေကျော်ရေကျော်နေတာရေရကလိုဖီရဲ့ရေရဘာလို့လဲပေါင်းလိုက်အဲ့ဒီရေကကလိုဖီနဲ့ပေါင်းလိုက်မရလေးဘူးအလေးအောင်ကြီးရဲ့အလင်းအောင်လို့နေရထိုးလိုက်ရဲ့အချိန်မှာ အဲ့ဒီအရွက်အင်းမှာမလုပ်နေတဲ့ photosynthesis လို့ခေါ်တဲ့အလင်းမီစုအစာဖွဲ့စည်းပြီးဆိုရင်တော့ဒီမျိုးဒီစာကြောင်းကိုဖတ်ရင်းသွားရင်ဆရာမေးလို့တခုမေးမယ် zone discussion မှာပြန်မေးမယ်အရွက်များဒီညအချိန်တွင်အလင်းမီစုအစာဖွဲ့စည်းနိုင်ပါသလားဖွဲ့စည်းနိုင်ရဲ့ဆိုရင်ဘာကြောင့်လဲမဖွဲ့စည်းနိုင်ဘူးဆိုရင် ဘာကြောင့်လဲဖြေပါတော့ဒီမျိုးအခုမြေးလိုက်တဲ့မေးခွန်းဒီစောင်းထဲမှာမပါဘူးတောင်းမျိုးနဲ့အစင်တန်းတူနဲ့နိုင်ငံကြောင်းမေဂျာရီမှာမေးတဲ့မေးခွန်းစံမေးတယ်အင်္ဂလိပ်လိုမေးအစင်မပြေတော့မြန်မာလိုတစ်ခါလေးမေးတာအယူအတေရာညာဘက်မှာညာဘက်အချိန်ညာဘက်အချိန်ဆိုတော့ညီပြောင်းမရှိတဲ့အချိန်မှာ အလင်းမီစုအစာဖွဲ့စည်းခြင်းကိုခေါ်တဲ့ photosynthesis ကိုလုံးနိုင်လားလုံးနိုင်ရင်ဘာကြောင့်လဲမလုံးနိုင်ရင်ဘာကြောင့်လဲ zone discussion မှာဖြစ်အဲ့ဖြစ်စဉ်ဆိုတာ photosynthesis ဖြစ်စဉ်ကနေအစာနဲ့ oxygen နဲ့ထွက်တယ်တို့အဲ့ oxygen ကိုရှင်ဖို့အတွက်အပင်ကပြန်ထုတ်ပြီးဒါကြောင့်မှတ်တာအပင်ကလူနဲ့ဆန့်ကျင်ပဲလူက oxygen ကိုရှူ thus corner outside ကိုထုတ် အပင်ကကာဗွန်ဒိုင်အောက်ဆိုက်ကိုယူအောက်ဆီဂျင်ကိုထုတ်ဒါကြောင့်ကမ္ဘာမြေကြီးဒီအပင်များများလိုအပ်တယ်ဆိုတာဘာဖြစ်လို့လဲခင်းရင်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အများကာဗွန်ဒိုင်အောက်ဆိုက်တွေကိုများများသုံးလာပြီးဒါဆိုရင်တို့ကမ္ဘာကြီးဟာကျန်းမာဖို့လိုရဲကျန်းမာဖို့အတွက်ဆေးလိုအဲ့ဒီဆေးအပင်ပဲဟုတ်ပြီနော်ဖန်ရှင်းရတော့အစာကြောများကိုအစာကြောတ िश ူး ရေရောအင်္ဂလိပ်လိုဇာယံအစာကျော်အင်္ဂလိပ်လို forearm ဟုတ်တယ်နော် forearm tissue အနေနဲ့စင်အပင်ရဲ့အချောင်းအစိတ်ပိုင်းကိုဘာလို့ဝေးလဲပို့ဝေးအစာကျော်နဲ့ရေကျော်နဲ့ပေါင်းပြီးတော့ဇာယံ blood forearm လို့ခေါ်အစာရေကျော်ဟုတ်ပြီနော်အမိကနေစုပ်ယူလိုက်တဲ့ရေတချို့ဟာအရွက်ဤလေပေါင်း stomach ရောလေတစင် ပင်ဝဲပြန်ခြင်း transpiration နည်းအားဖြင့်ပြင်ပကိုထွက်တယ်။ဟုတ်ပြီနော်။ပြန်ပြောမယ်။ခုနဖြစ်စဉ် photosynthesis ဖြစ်စဉ်ကလည်းအစာနဲ့အောက်ဆီဂျင်နဲ့ထွက်တယ်။ဖြစ်ရလာတဲ့အစာတွေကိုတခြားအင်္ဂါစိတ်ပိုင်းတွေကိုဘယ်လိုပုံလေးလဲအစာကျော် 4N tissue ကပုံလေးအမြင့်ကဆုပ်လိုက်တဲ့ရေတချို့ အပင်ရဲ့တိရွက်ကိုပို့ပြီးတော့ photosynthesis လုပ်တယ်။ပထမအကြောတော့အရွက်ရဲ့လေပေါက်လေးတွေအဲ့ဒီလေပေါက်ကိုပြီးရင်ပုံမှန်ပြ။အဲ့ဒီလေပေါက်လေးတွေကနေတစ်ဆင့်ထွက်ပြီးတော့ပင်ဝေးပြန်ခြင်းလို့ခေါ်တဲ့ transpiration ညီအပြင်ပင်ပါကိုထွက်စေ။ဆက်ကြည့်အောင်။မြေပေါ်အင်္ဂါပွဲစည်းမှာပင်စည်း stand နဲ့ အကန့်အခါ branches တွေဟာအပင်ကိုထောက်ကန်ပြီးတဲ့အဖွဲ့အစည်း spore system ဖြစ်တယ်။ဟုတ်ပြီနော်။အပင်မှာပင်စည်နဲ့ဆိုတော့အကန့်အခါတွေမရှိရင်ဒီအပင်ကို spore လုပ်မင်းနိုင်တာမလုပ်မင်းနိုင်။ဒီပုံစံတောင်းလို့မျိုးဆောင်းထဲမှာရှိတဲ့ပုံ။အဲ့ရမြောင်းရုံတော့မျိုးနားလေရနားမလေမှားရ။အဲ့အပြာကြောတွေ့တာ။ အဲ့အပြာကျော်ကိုဆရာတို့ကရေကျော်စလိုင်းလို့ခေါ်တယ်။အစာကျော်တွေ့တာအဲ့အစာကျော်ဖော်လို့ခေါ်တယ်။မြားမတူဘူးဘာလို့လဲ။မြားမတူဘူး။အဲ့အနီရောအောက်ဆီဂျင်အဲ့ဆိုဗါလေးခလျင်းပေါ့နော်။သူမဲနေရောပြာရင်အဲ့ရောကာဗွန်အောက်ဆာဒီအနီရောအောက်ဆီဂျင်ဒီကောကာဗွန်အောက်ဆာဖြစ်တယ်။ဟုတ်လားအောက်မင်းတွေ့နော်။ ဆိုဒီအမြင်ရောဆုံးလိုက်ရဲ့ရေရဘယ်လိုရောက်ဒီတိရတွေရောက်ပါတိရတွေရောက်ပါနော်ကျွန်တော်တိရတွေရောက်ပါအဲ့ဒီတိရတွေမှာဆိုနေအောင်ကြီးထိုးလိုက်ရဲ့အချိန်မှာမလုပ်ဘူး photosynthesis လို့ photosynthesis လို့တော့မထွက်အောက်ဆီဂျင်ထွက်အပြင်ကိုပေးလိုက်ဟုတ်နော်ဆိုဒီမှာ glucose glucose ်တင်ကခုနပြောရဲအစာနဲ့ရေနဲ့ပါမှာအစာကဂလူကို့စ်အဲ့ဒီဂလူကို့စ်တွေကအစာကျော်တွေအပင်တွေကိုအကြီးအောက်ဖွင့်ပြိုးဖို့အတွက်သက်ဆိုင်ရာနေရာကိုပို့အဲ့ဒီအိဗတ်တွေကိုယူပြီးတော့ကြီးလိုက်အိဗတ်တွေကိုယူပြီးကြီးလိုက်တော့အဲ့ဒါအိဗတ်ပါကြီးလေတီရှူရင်းတီရှူတွေမှာဆဲလ်စ်တင်နဲ့မလုပ်ထားဘူးလားလုပ်လာတယ်ဒါပါပေါ့နေပေါ့နေပေါ့က transpiration ကိုခေါ်ရဲဆိုတော့ပင်ဝင်ပြန်ခြင်းဖြစ်စဉ်ကိုဖြစ်စဉ်လောကန်ဒီလက်ဆက်တော့အပင်ပေါင်းခြင်းတို့ဟောတန်းတိုင်းမျိုးကိုစိုးသေးရင်မှစိတ်ထားပါကမင်းတို့တွေ့ရသည်ပုံကိုလေ့လာပြီးပြီးနောက်တော့မင်းတို့များကိုဖြည့်ဆို့ အပင်ပေါင်းနေလက်ဆက်တော့အပင်ပေါင်းနေတန်းတာဒါကြောင့်မို့ဒီဆရာတို့လက်တွေ့ကိုလုံးချင်ရင်တန်းလာဖြစ်ဖြစ်အပင်ဖြစ်ဖြစ်အဖြူရောင်တော့ဆိုရရအနီရောင်တန်းမီအပင်ပေါင်းကိုထည့်ထားတယ်အဖြူရောင်တန်းလာကိုထည့်ထားတယ်ချက်ချင်းတော့9မိနစ်10မိနစ်တွေရောင်မပြောင်းပါဘူးတစ်ရက်လောက်နေရင်တော့နည်းနည်းလေးအနီတန်းမယ်နှစ်ရက်လောက်နေရင် အဲ့လိုမျိုးအကြောင်းဖြစ်သွားတယ်။ဒါကြောင့်လို့ဆရာတို့နှင်းစီများမှာအဖြူရှိတယ်အမြင်ရှိတယ်။အဲ့တော့ဝါခိအနီးရဆေးဆိုးတာမဟုတ်ဘူး။အနီးရအော်တိုနီယာတို့တော့အဖြူနဲ့အမြင်ကြားမှာမရှိတဲ့အကြောင်းတွေရှိတယ်။ဟောအနီးပြန်ပြန်ဒီလိုမျိုးအနီးပြန်ပြန်အဖြူမတန်းမတန်းမတန်းတဲ့အဲ့လိုမျိုးဟာအကြောင်းဆိုးတာအကြောင်းလို့ဆိုးတယ် ကျွန်တော်ပန်းစည်းတွေပန်းမြင်တွေကျွန်တော်ဒီအပင်ကျွန်တော်တိုင်းအောင်တဲ့စာရင်ကြည့်တာသူတို့ဘုံထဲမှာစိန်သားတွေအဲဟောချင်းမဟုတ်ဘူးသူဆွေးလေးကြီးထင်တာအဲ့ဒါကြောင့်မပန်းနေတာအကြောင်းလေးပန်းနေတာသူတို့ original ရှိပြီးရဲ့အကြောင်းလို့ဆရာမပြောဘူးနော်နင်းဒီမှာအဖြူရှိရဲ့အနီရှိရဲ့အဝါရှိရှိရဲ့ညာနဲ့အဖြူနဲ့အနီမကြတဲ့ကြအကြောင်းလေးရှိအဲ့ဒါကြီးပါလို့လားလေ စိုးစေးအရေးစိန်ထားတာဟုတ်နော်အဲ့ဆရာပြတယ်ဟုတ်နော်အပင်ရဲ့အမိကနေစိုးလူလိုက်ရဲ့စိုးစေးရည်ဒီတဲ့အပင်ဤမြည်သည့်အစိတ်ပိုင်းရောက်သွားပြီတဲ့ဆရာတော့ဒါတော့ဟိုပါဘောအမြင့်ကိုယူတာမဟုတ်ဘူးဆရာတော့ဟိုပါဘောအယူအနေတူရကိုစလိုက်ရတူရကိုခောက်ပြီးတော့ဆရာလောက်တာလိုက်တာနော်အဲ့ဒါကအောက်ပါဆရာအပြာတော့နေတာအပြာတော့ဒူးတန်းမဟုတ်ဘူး မြင်လို့ထဲတာနောက်နေ့ကတော့ဒီစိမ့်ရယ်ဆိုရယ်စလိုက်ကတခုလောပြောင်းသွားချစ်ချင်းရောမပြောင်းတကယ်လားဆောင်းပေါ်လာဆံမြင်နေခဲ့တာသူ့ရဲ့အဝါရောအရင်အရောက်ပြီးလွင့်ပြီးတော့အနီးရောအဝါချင်းချင်းဖြစ်တာအပေးအမြင့်ကဆုပ်လူလိုက်တဲ့စိုးစင်းရေတက်လန်းရေတက်လန်းတော့အောက်ကစိုးစင်းတက်လန်းကိုပြောဒီမြင်မွေးရရင်တစ်စိမ့် အမြင့်ကိုရောက်ရင်အမြင့်ကနေတစ်ဆင့်အမြင့်မှာမှာဘာအမြင့်ဘင်းမြင့်ဆိုရင်တော့ရေတောင်းမြင့်ကိုရောက်မှာပေါ့ရေတောင်းမြင့်ကိုရောက်ရင်အဲ့ဒီရေတောင်းမြင့်ကတစ်ဆင့်ပင်စီကိုရောက်တယ်ပင်စီကတစ်ဆင့်အရွက်ကိုရောက်တယ်အရွက်ကနေဆိုပင်စီကနေအရွက်အချောစိတ်ပိုင်းကိုရောက်တယ်တကားလေအတီးတော်မှာအယောင်သန်းွားတာမျိုးရှိတယ်ဘာလို့လဲဆိုစိတ်အငြင်းပြင်းဆိုအတီးပါအယောင်တောင်းပါဟုတ်ပြီနော်ဆက်ကြည့်အောင် ဒါဆရာပြောတာဒါဟောပေါ့ဘယ်လိုပြောရမလဲဆိုတော့နိုင်ငံခြားတိုင်းတစ်မျိုးအဖြူအဖြူကအနီးနဲ့ကတော့အနီးတန်းနဲ့အဝါနဲ့ကတော့အဝါတန်းအစိမ်းနဲ့ကတော့အစိမ်းတန်းနဲ့အပြာနဲ့ကတော့အပြာတန်းနဲ့ဆိုတော့သူတို့ကအမြင့်လေးရှိတယ်အဲ့အမြင့်လေးရတယ်တစင်မြင်မွေးမြင်မွေးရတဲ့တစင်အမြင့်အမြင့်မှာမှာမမြင့်လေဘေးမြင့်ဆိုရင်ရေသားမြင့်ကိုတက်ရေသားမြင့်ကတစင်ပင်စီကိုတက်ပဲပင်စီကနေမှာအရွက်နဲ့တခြားစိတ်ပါ ပန်းလိုက်မျိုးစိုးရင်းဆိုင်ရဲ့အခါမီဒီတ िश ူကအဲ့စိုးရင်းရည်ကိုပို့ပေးတယ်အရည်ဆိုတာဆိုတော့စိုးစီးအရည်လို့ပြောပြီးကြတဲ့အရောရေကြော टिश्यू ပါပို့ရအောင်နော်ဇိုင်ယန် टिश्यू ပါပို့ရအောင်ရေကြော टिश्यू ပါနေတစင်းပို့ပေးဟုတ်ပြီနော်နောက်လိုမျိုးအိမ်မှာလက်တွေလုံးချပါလုံးမင်းအဲ့ဒီလုံးမင်းကိုနားရဲဖို့ပြတော့တောင်းတမင်းကိုဒီပုံစံအကြီးကြီးနေပြီ ပုံစွဲနဲ့လေးလာမယ်အောက်ကမိကုန်းတွေကိုဖြည့်စွန်းတယ်အစာရဲ့ရေရဲ့ဒီတိရတဲ့မှာအစာရင်းရေလို့ရှိအောင်ပြောအောင်မဟုတ်ဘူးဒီပီရီယာနဲ့အမိကန်နဲ့တက်လာတယ်တွေ့လားတွေ့လားအနီးဒါကြောင့်အကြောင်းတော့ဝမ်းဝေးရရှိအဲဝမ်းဝေးရပါကြောလေရေကျော်တွေ့လားရေရဲ့ဒစားများရွေးရှားသည့်လမ်းကြောင်းအမိကန်နဲ့တက်လာပီရီယာနဲ့အရွက်ကိုရောက်တယ်ဒါကရေဝင်သွားပြီ အဲ့တော့အတော်လုံး view ရှိတယ်နေအောင်ကြီးလင်းနေတယ်ဘာဖြစ်ပြီလဲအစာချက်ပြီအစာချက်တော့အစာထွက်ပြီအဲ့ဒီအစာလမ်းကြောကအပေါ်လည်းတက်တယ်အောက်ကိုလည်းတက်တယ်ဒါစုလိုက်ပြောင်းတော့အပေါ်လည်းတက်တယ်အောက်ကိုလည်းတက်တယ်အဲ့လိုမျိုးဟုတ်လားအပေါ်လည်းတက်တယ်အောက်ကိုလည်းတက်ဒီစာကြောကြီးလိုအပ်တဲ့ပင်ကြီးရဲ့အချားနေရာကိုသွားတယ်အမြင့်ကိုလည်းသွားတယ်အချားနေရာကိုသွားရင်အမြင့်ကိုသွားရင်အောက်ပိုင်းမတန်ရင် foundation မတန်ရင် foundation မပိုင်းအိမ်ကိုသွားမှာအဲ့လိုပဲလေ အစာအိုရပြီးတော့အပေါ်ပဲကျွေးမယ်ရေပြည့်တဲ့မြေကိုမပုံမျိုးဆိုရင်ဘာလို့ပေါ့မှာလဲအပင်တွေဝါလိမ့်ဟုတ်ပြီနော်အဲ့ဒါဆိုရင် two way စာကြောင်း two way အပေါ်လည်းတက်တယ်အောက်လည်းတက်ပေါ်ရောကြည့်ပြီးတော့ဆရာမဖြေပြီးတဲ့အဖြေကိုပဲထိုင်ပြီးကြည့်နေတယ်ပေါ်ကလေးကြည့်အောင်နည်းနည်းပါတော့နော်ဝါးလို့ရှိတယ်တူဝေးရှိဟုတ်တော့အရွယ်ရောသွားတာရေရမဟုတ်အပေါ်လည်းဆက်တက်ပြီးဒါပေမဲ့သူကတော့အောက်ကိုပြန်ဝင်လာတော့အပေါ်ပဲတက်တယ်ဟုတ်ပြီနော် အပင်းရေချောင်းနဲ့စာကျောင်းတို့ရဲ့လုပ်ငန်းများကိုဘိုးတွေလုပ်ပေးပါတယ်။တခုရင်းခွဲပြောမယ်။အပင်းရဲ့အပင်းမှာလိုအပ်တဲ့ရေကိုရေချောင်းကပို့ပြီးအပင်းကိုအပင်းမှာလိုအပ်တဲ့အစာကိုအစာကျောင်းကပို့ပြီးနှစ်ခုစလုံးပေါင်းရတော့အပင်းပဲရေနဲ့အစာတည်းပို့ဆောင်တဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ပေးတယ်။ဒါရှိရှိနေအစာဆုံးကအစာကျောင်းဆုံးကတော့စာပို့မှာ။အမြင့်များကြီးရဲ့ရေကိုမိသီးနေရာမှာတည်ဆောင်သွားသည်။အမြင့်များကြီးရေကိုရေချောင်းမှာသိမ်း ပင်စီကိုတက်တယ်ပင်စီကပါတစ်စက်ပင်ရဲ့အချားစိတ်ပိုင်းကိုပို့ဆောင်ပေးတယ်ဟုတ်နော်အပီရအစာကြောတေယူပို့ဆောင်ရေးလမ်းကြောင်းကိုပြောပြပါတယ်တို့ပို့ဆောင်ရေးနဲ့ဆက်သွယ်ဝင်ကြီးထက်တာဖြစ်နေဖြစ်နေနော်လမ်းကြောင်းတွေပြောခိုင်းဆိုတော့ဆရာကလည်းပြောတယ်အစာကြောကြီးအနီကြောကဆိုအပြာအပြာရင်းညောင်ကြောတယ်အနီကရေကြောအပြာရင်းညောင်ကြောအပြာရင်းညောင်ကြောဆိုတော့ပြောလေတိရတော့လေ ။တိရလည်းထွက်လာရင်အပေါ်လည်းတက်တယ်အောက်ကိုလည်းဆင်းကြည့်လိုက်။တယ်ဘောဆောင်လမ်းကြောင်းကအပေါ်လည်းတက်တယ်ဆိုတော့မြေပေါ်အောက်ကိုလည်းဆင်းတယ်ဆိုတော့မြေအောက်မြေရောမြေအောက်အင်းကအစိပ်ပိုင်းအားလုံးကိုပို့ပြီးဟုတ်ပြီနော်။အဓိကအချက်များအမြင့်ငါဒီအပြင်ကလိုအပ်တဲ့ရင်နဲ့အဟာရတဲ့တွေကိုမြေကြီးလာနေဆိုတော့စုပ်ယူနေတယ်အမြင့်ကစုပ်ယူနေတဲ့ရင်နဲ့အဟာရတဲ့တွေကို ရေရောတ िश ူကနေတစင်အရွက်တွေကိုပို့ဆောင်ပေးတယ်အရွက်တွေမှာဘာရရှိလဲကလိုရိုဖီးတွေရှိတယ်အဲ့ဒီကလိုရိုဖီးစ်တွေကဆိုကလိုရိုဖီးစ်တွေကဘာလဲလို့လဲအလင်းရောင်နဲ့ပေါင်းပြီးတော့ဖိုတိုဆင်သစစ်အလင်းမီစုအစာဖွဲ့အလင်းမီစုအစာဖွဲ့တော့ဘာရလို့လဲအစာရင်းကလीအစာကျော် tissue ကနေအပင်ရဲ့ချောင်းအင်္ဂါဖွဲ့စည်းတွေကိုပို့ဆောင်ပေးတယ်မိကျန်မိကုန်များအစိမ်းရောင်အပင်များဒီမိသီးပြည့်စင်ကအရေးကို မိမိရဲ့အရေးပေါ်အသုံးပြုတဲ့အစိမ်းရောင်အပင်ဆိုမှတော့အစိမ်းရောင်လို့ပြောရရပါလိမ့်ပရိုဖီပါအဲ့ဒါဆိုရင်ဂျီယိုမီနီယာကိုသုံးပါလေအလေးမီစုအစာဖွဲ့စည်းခြင်းဖြစ်စဉ်မှာတော့အပင်ရဲ့အဓိကအင်္ဂါများနဲ့လုပ်ငန်းများကိုပြောပြပါအပင်ရဲ့အဓိကအင်္ဂါများနဲ့လုပ်ငန်းများကိုပြောပြပါဆိုတော့ဆောအရှိမပြောခဲ့ဟုတ်လားအဓိကအင်္ဂါရင်ဆိုတော့ ပါရည်နဲ့တောင်းသူမျိုး zone discussion မှာဆရာဆွေးနွေးပြီဒါတော့တောင်းသူမျိုးစိုက်ဝင်သွားလို့တောင်းရင်မေးဖို့လို့ဆရာမဖြေဘူးအဲ့ဒါလေးဖြေပြီးသွားရင်ဆရာတို့လုပ်ငန်းလေ့ကျင့်ကမ်းလုပ်လို့ပြီးပြီအပီးတီရှူများကြီးတိမ်တိမ်ဒီနိုင်ငံများလုပ်ငန်းများကိုဇေယျပြင်ဖောက်ပြဟုတ်ပြီနော်တီရှူနှမျိုးရဲ့ရေကြောနဲ့အစာကြောနဲ့ရေကြောတီရှူရေကြောတီရှူကရေတွေပို့ဆောင်ရေးလုပ်တဲ့တီရှူရေကြောတီရှူကဘယ်ရည်ပုံနေလဲအမြင့်တာ ဘယ်လိုပို့မလဲအပင်ရဲ့မြေဟောအင်္ဂါအစိတ်ပိုင်းကိုပို့ပြီးမြေအောက်ဆိုတော့သူ့ရဲ့စင်းရင်နော်အမေကနေသူ့အောက်ကိုစင်းရင်တော့မဟာဝီရှိပဲကျန်တာဟုတ်ပြီနော်ဆိုတော့အဲ့ဒါဆိုတော့အမေကနေစုပ်လိုက်တဲ့လမ်းကြောင်းကဘယ်ရနေဟိုရေကြောဘယ်ရနေစုပ်လိုက်တယ်အမေကနေစုပ်ပြီးတယ်သူ့အောက်ကိုတော့ထပ်မပို့နဲ့သူ့အပေါ်ကိုပဲပို့မြေတော်တို့ရောအင်္ဂါအစိတ်ပိုင်းဘာလို့လုပ်လဲရေနဲ့ပစားလို့ဆိုတော့မြေဒီလာရဲနဲ့စုပ်ယူပြီးတင်ပို့ဆောင်နေတယ်အပင်ကိုထောက်ခံနေတယ်ဒါကြောင့်မို့သူ့အောက်ကိုခေါ်တယ်တော့ ရေကြောလို့ခေါ်တယ်ဟုတ်နော်အစာတိမ်ပို့ဆောင်ရတဲ့ tissue အစာကြောအစာကြောကဘေးကနေပို့ပေးတယ်အရွက်ကနေခုနဖော်ဆိုစင်းစစ်လုံးလို့ရရဲ့နေရာအရွက်ကနေဘေးကိုပို့ပေးတယ်မြေပေါ်လည်းပို့ပေးတယ်မြေအောက်လည်းပို့ပေးတယ်အရွက်ကပေါင်းစည်းထားတဲ့အစာများကိုတည်ယူပို့ဆောင်ပေးတယ်ဟုတ်နော်အဲ့ဒါဆိုရင်နောက်တစ်ပိုင်းမှာအပင်ဆဲတွေအကြောင်းပြောပြီးပြီဆိုတော့တက်ရှိတွေရဲ့ cells တွေအကြောင်းဆိုတော့ပြောပြီးပြီဆိုတော့ ်တက်ရှိမှာအပင်နဲ့တရွာရှိတော့အပင်အကြောင်းကိုပြောပြီးပြီသူ့ရဲ့ဂျွန်ရိုင်းနေတဲ့တရွာအကြောင်းဆိုရင်နောက်တိုင်းမှာပြောမယ်သွားသူမျိုးအားလုံးပဲရွှင်နဲ့ချင်းပြကြပါစေသွားသူမျိုးအားလုံးပဲမင်္ဂလာပါဆရာရက်ဆန်ဆိုင်ယန့်ဆရာမယ်ဆရာတို့အရှိမအပင်ဆဲရီအကြောင်းပြောပြီးပြီနော်အပင်ဆဲရီရဲ့ဒီရှူးလေးအင်္ဂါလေးအင်္ဂါပွဲစည်းလေးအကြောင်းပြောပြီးပြီဆိုတော့ ဒရောဝါရီမောဘာရီရှိတယ်ဆဲလ်စ်တွေရှိတယ်တ िश ူးတွေရှိတယ်အင်္ဂါတွေရှိတယ်အင်္ဂါအဖွဲ့အစည်းတွေရှိတာပေါ့ဒါဆိုရင်ဆဲလ်တ िश ူး organs အာ organ system of animal ဆဲလ်များဒီတက်ရှိတွေအသေးဆုံးအခြေခံယူနစ်ဖြစ်ပြီးဒါကြောင့်မို့ဆဲလ်တွေကိုဖွင့်ဖွဲ့စည်းပြီးမှတ िश ူးဖြစ်တာပေါ့ဆဲလ်တစ်ခုပဲရှိရဒရောဝါရီဥပမာအမီဘောလိုဟာမျိုးတွေ protozoa ဆိုတော့တွေ့ခဲ့တယ်အမီဘောလိုဟာမျိုးတွေ ်ယင်းတို့ဒီဘဝသက်ရှင်ရတဲ့လုံငန်းအားလုံးကိုစဉ်တစ်ခုရင်းအောင်လေလုပ်ရရတယ်ဒီမှာတရှိလည်းမရှိဘူးအင်္ဂါလည်းမရှိဘူးလက်လည်းမရှိဘူးခြေောက်လည်းမရှိဘူးဘာပဲလုပ်ရရဒီစဉ်တစ်ခုရင်းအောင်ပဲလုပ်ရရစဉ်မျိုးတော့ရှိတယ်တရဝါရီနော်ဥပမာလူကြီးမြောက်ပြီးဆိုတော့ခွေးရင်းမြင်းရင်းအဲ့ဒီကောင်တွေကကျတော့မတူညီတဲ့စဲတွေကမတူညီတဲ့လုပ်ငန်းတွေကိုဥပပေါင်းကအတူတကွာလုပ်ဆောင် ်ဆိုအညစ်ကြေးစွန်အိမ်နာတက်ပါဇက်ကလုတ်ပြီးလို့ရနော်မရအောင်မျက်စိကလုတ်ပြီးလို့ရတာမရအောင်နှာခေါင်းပေါက်ကလုတ်လို့မရဘူးဒါနဲ့အသက်ရှူလာဖို့ဆိုလက်ကရှူပြီးလို့ရနော်မရအောင်စပင်ကရှူပြီးလို့ရနော်မရအောင်နှာခေါင်းကိုပါဇက်ကလည်းရှူပြီးလို့ရတယ်ဘာလို့နှာခေါင်းပိတ်တာရရရနော်ဒါဒီ တယောက်နဲ့ခုနဲ့တခု sales တွေမတူညီတဲ့လုပ်ငန်းတွေကိုမတူညီတဲ့ sales တွေဟောလုပ်ပြီး sales တွေဆိုတော့အပင်စဲတာပဲ sales ပါတာပဲအပင်မှလည်း tissue ပါတာပဲအပင်မှလည်းအင်္ဂါပါတာပဲဘာဖြစ်လို့ဓာရီကိုလည်းထပ်ပြောနေတာလဲမတူလို့ပေါ့ကွာ ဆယ်မျိုးမျိုးရှိတဲ့တရှိတွေမှာအမျိုးအစားတူညီတဲ့ source တွေရှိတယ်လို့အမျိုးအစားမတူညီတဲ့ source တွေရှိပုံစံတွေလည်းမတူဘူးတည်ဆောက်ပုံတွေလည်းမတူဘူးလုပ်ငန်းတွေလည်းမတူဘူးအောင်ကျော် sales တွေရှိတယ်အရင်များ sales တွေရှိတယ်တွယ်ဆက် sales တွေရှိတယ်ကြွက်သား sales တွေရှိတယ်အဖုံးက sales တွေဆိုတာရှိနေတာမတူညီသော sales တွေကမတူညီတဲ့အလုပ်တွေကိုလုပ်တယ်လို့ တူညီတဲ့စောင်းတွေကလုပ်ငန်းတစ်ခုအတူကွာလှုပ်ဆောင်ဆရာပြတော့ဘောအရှင်းမစာရုံးစင်းဆိုစာရုံးပို့ဆောင်တာအတူကွာပို့ဆောင်နေဒီလိုမျိုးအဲ့တော့ဆိုရင်တူညီရဲ့ဆဲတွေပေါင်းပြီးတော့တီရှူးတစ်ခုဖြစ်လာဒီစောင်းလေးအဲ့ဒီလုပ်ငန်းတစ်ခုကိုလည်းလှုပ်ဆောင်နေဥပမာသူကပြောတာကျွတ်သားဆဲတွေပေါင်းပြီးတော့ကျွတ်သားတီရှူးဖြစ်လာရင်ကြုံချင်းနေဆန့်ချင်းနေပြုလုပ်ပြီး ကြောက်တာဆဲဆိုဒီနေရာမှာလည်းရှိရလို့မထင်ဘူးဆောရဲ့နှလုံးထဲမှာလည်းကြောက်တာဆဲရှိဒါကြောင့်လို့နှကုံနှလုံးဟာအသက်ရှင်ကြုံသွားတယ်အသက်ပြန်ထောက်ရင်ဆန့်သွားတယ်ကြုံနေဆန့်နေကြောက်တာဆဲနေနှလုံးထဲမှာလည်းရှိတယ်အချားတ िश ူတွေကအယိုးတ िश ူတွေအောင်ကြောတ िश ူတွေတွေးတ िश ူတွေအရေပြားတ िश ူတွေတွက်ဆက်တ िश ူတွေဖြစ်တယ်ဟုတ်နော် မတူညီတဲ့ tissue တွေပေါင်းပြီးတော့ဘာဖြစ်လာလဲအင်းသာဖြစ်လာဆော်ရဲ့ဒီစာပဲကရဝါနဲ့အပင်ပဲကွဲတာမတူညီတဲ့ tissue တွေပေါင်းပြီးတော့အင်းသာတစ်ခုဖြစ်လာအလုပ်တွေစုပေါင်းပြီးလုပ်ပြီးကြောက်ကြပြီးအင်းသာတစ်ခုဖြစ်ပေါင်းရပြမတိနေထားကြောက်ကြပြီးအင်းသာတစ်ခုဖြစ်လေ၎င်းမှာကျွလား tissue ပါတယ်အာဂျော tissue ပါတယ်ပရက်ဆက် tissue ပါတယ် ဒါကြောင့်မို့ကိုခန္ဓာတို့မလိုအပ်သောအရာများကိုယင်းတရှိတွေကစုပေါင်းလုံဆောင်ပြီးတော့စီးအဖြစ်ဆွလုပ်ပြီးဟုတ်ကဲ့ဆောတော့လိုက်ရဲ့ယင်းဘာဖြစ်လဲစီးပြီးဆွလုပ်ပြီးဟုတ်ကဲ့ဆောတော့လိုက်ရဲ့ reality ဆိုတော့ခန္ဓာကိုယ်မှာအပြည့်သော reality တော့တော့တော့ပေးပေါ့ဖို့ reality တော့မဟုတ်ဘူးဟုတ်ကဲ့ဆွထုတ်ပြီးဆောတော့လိုက်ရဲ့ရှုပ်ဘူး seize တွေကဘာဖြစ်လဲစီးတွေကဘာဖြစ်လဲအဝါရောက်ပို့ပြီးတော့ယင်းတယ်ဘာလို့လဲ သူတို့ထောက်လိုက်နေတယ်မှာပဲအဲဒီ dance လို့ခေါ်တဲ့စိုးစိုးပြပါပါဟုတ်ပြီနော်အဲဒီစိုးစိုးညောင်ညာကြောက်ကကိုဖြတ်လေလေငါတို့အသက်တွေကတူလေလေပဲနေရောလေသားကိုမရှူလေလေငါတို့ရဲ့အဆုတ်ကဒုက္ခပေးလေသူ့ရဲ့အင်္ဂါဖွဲ့စည်းကိုသူ့ရဲ့နော်သက်ဆိုင်တဲ့အင်္ဂါကဒုက္ခပေးပါအရက်ညောင်ညာတောက်လေလေအသေးမြင်မြင်၆လေလေပဲဟုတ်ပြီနော်သူ့ရဲ့အင်္ဂါဖွဲ့စည်းကတော်တော်ဒုက္ခပေးပါဟုတ်ပြီနော် မင်းတို့အပူဆက်တွေများများစားလေလေမင်းတို့ရဲ့တော့စအုံမှာလေကောင်းဖြစ်နေဒါသူ့ရဲ့အင်္ကာရဲ့သူ့သူဒုက္ခပေးမှာဟုတ်နော်တခြားအင်္ကာတွေရှိသေးတယ်အစုပ်တွေနှလုံးတွေအစာရင်တွေအသည်တွေမျိုးပေါင်းအင်္ကာမျိုးပေါင်းအင်္ကာမှာဆိုရင်မမျိုးပေါင်းအင်္ကာရှိမယ်ဆိုတော့ဖို့မျိုးပေါင်းအင်္ကာရှိဟုတ်ပြီနော်အင်္ကာရဲ့စုပေါင်းပြီးအင်္ကာဖွဲ့စည်းဖြစ်ပြီဆိုရင်မတူညီသောအင်္ကာစိတ်ပိုင်းတွေဖွဲ့စည်းပြီးတော့ ်အင်္ဂါအဖွဲ့အစည်းဖြစ်လာအရင်ရှင်းဆိုအင်္ဂါအဖွဲ့ဒီပုံလေးတကောပြောပါမယ်မင်းရဲ့စာအုပ်ထဲမှာလောကပုံမရှိပါဒါကြောင့်လို့ဆရာပုံကြီးအများကြီးထည့်ထားပါလေဆရာတို့ရဲ့ online class ကိုတက်ချင်းအဖြစ်မင်းတို့အတွက်လောကလောကကိုထိုက်တန်တဲ့အကျိုးကျေးဇူးနဲ့အကျိုးမြတ်ရမယ်ဆိုတာဆရာယုံကြည်တယ်အရင်ရှင်းဆိုအင်္ဂါအဖွဲ့အစည်းမှာအင်္ဂါရင်ဖြစ်တယ်ကြောက်တတ်ပါတယ်စီးရင်ပါတယ်စီးရင်ပါတယ်အဲ့ဒါကြီးအင်္ဂါတွေ အဲ့ဒီအိမ်ပါကိုဖွဲ့စည်းပြီးတော့စီးစွန့်ခြင်းဆိုတဲ့လုပ်ငန်းကိုအတူတကွလုပ်ဆောင်နေတယ်ဒါကြောင့်မလို့အမြင်ချင်းဆိုအိမ်ပါကိုဖွဲ့စည်းဖြစ်ပေါ်တဲ့အဲ့ဒီအိမ်ပါကြီးကပေါ့သွားတယ်တခြားအိမ်ပါဖွဲ့စည်းရောရှိတယ်အစာချေတယ်ဗဇက်တော့ထည့်လိုက်ရဲ့အစာဒိုင်းငင်းနဲ့ဖျံတမ်းထွက်သွားအောင်စော်ဝါးနေတမ်းထွက်သွားအလဲမှာအစာချေသေးတယ်ရှူလိုက်တဲ့လေဒိုင်းငင်းနဲ့ပြန်ပြီးဒီဘက်ကတောင်းတိုင်းအောက်ဆိုင်ပြန်မထုတ်ဘူးစော်အထဲမှာအသက်ရှူလုပ်ငန်းလုပ် အောင်ကြောင်းငါအဖွဲသည်အဲ့အောင်ကြောင်းငါအဖွဲဆိုတော့နောက်ဆုံးအပိုင်းမှာတကယ်တခန်းတသက်အနေနဲ့ပြန်နေလာအရန်စိတ်ဝင်လာလို့ကောင်းတယ်။တရားကြည့်မယ်။ပေါ်ဒီရာတဲရဲ့ခနာကမတူညီတော့အင်္ဂါအဖွဲစီးတွေပေါင်းပြီးတော့တက်ရှိရဲ့လုပ်ငန်းကိုလှုပ်ဆောင်ပြီးလုပ်ရတယ်လို့ပြောရစီရပြောစား။ကဲဆောကြည့်မတူညီသောစံစတေ 进吗？都你都 sales 的 M I P，就把些包嘛就把 tissue，按照些包喏，按照 tissue，sales 的包来着，都你的 sales 包来着，都你的 tissue 里边。啊，包个些啊，比得上些，对呀，多少些鸟鱼，啊里没，啊里。哎呦，我听那个了。那都你的 tissue 里包应该撇了。 တွေ့တယ်ဘာကြီးလဲကြောက်ကြက်ကြီးအဲ့ဒီကြောက်ကြက်ကြီးကအဲ့ဒီ tissue တွေအားလုံးပါအဲ့ဒီကြောက်ကမှာပြုံနေတွေ့တာပြုံနေတွေ့တာဒါ CA တွေအဲ့ဒီကြောက်ကြက်ကိုအပိုင်းဖက်လိုက်ကြောက်ကြက်ရဲ့အောက်မှာဆိုလို့ CA ပါเนาะအဲ့လိုမျိုးအင်္ဂါတွေပေါင်းလိုက်မှာဒီအင်္ဂါတွေရဲ့ဒီမှာလာချက်မှာမချိတ်တာပြုံနေပြီလားအဲ့ပြုံပါဒီမှာတက်လာအဲ့ဒီပြုံနေလာချိတ်တော့မှာ နေအပေါ်အော်ရီရမှာအဲ့ပြုံတွေပြက်နေပြီ CA ကိုစီးမတဲတော့ဟုတ်ပြီနော်အဲ့နိုင်ပေါင်းပြီးတော့အင်္ဂါဖွဲ့စီစီးစွန်နဲ့အင်္ဂါဖွဲ့စီအညစ်ကြေးစွန်နဲ့အင်္ဂါဖွဲ့စီဆိုပြီးဖြစ်လာဟုတ်နော်ယောဂုစံညာပေါင်းပြီးဖြစ်လာတဲ့စုဝေးတ िश ူးခြားတဲ့တ िश ူးနဲ့ဖော်ပြထားတဲ့အင်္ဂါကိုပြောပြပါပါလေအစုံနှလုံးကြောင့်မြင်းကြိုက်တာ ။ဆိုတော့ရှေ့မှာအငင်းတက်ဖြေဆိုတာမိဒီငါဝင်စီဖြစ်တယ်ကိုလည်းပေါ်ပြပါတော့သူတို့မှတ်ထား။ဒီပေါ်တော့ဆရာကပုံနဲ့တော့မစွဲနိုင်လို့ဆရာမောင်ဖြစ်တယ်။အငင်းတက်ဖြေဆိုတာလို့ပြောရတဲ့ပုံစွဲရမယ်။တိကပါလေနှိကပါလေသုံးပါပါလေ၄ပါလေကြည့်။တော့မျိုးဖြေရတာမျိုးဟမ်ဟာကျွန်တော်ကတော့ဘယ်လိုပြောရမလဲ။ဒီလိုပြော ရပါမယ်။ကြောက်တယ်။ဒီလိုပြောတာမဟုတ်ဘူးနော်။ကျောက်ပေါ်မှာဖြစ်နေတာကြောက်တယ်။အညိုးနဲ့ပြေလိုပါလား။ကြောက်တယ်။နေ့ကစီးပြီ။အလေးနဲ့တက်ပြီးဖြစ်ဆိုရတာအဲ့ဒါပြော။ဟုတ်နော်။တကယ်တော့မဖြစ်ဘူးကြောက်မှာနော်။လေးနဲ့တက်ပြီးဖြစ်ဆိုပါလား။အဲ့ဒါစီးပြီ။ဟုတ်ကဲ့။ဟုတ်ကဲ့။တော့ပါလေစီးရဲ့။ ၄တော့ပါလေ၄တော့ပါလေအဲ့ဒီ၃ခုလုံးပေါင်းလာတာပါလေအငြိအကျိုးဆုံးအင်္ဂါအဖွဲ့အစည်းအငြိအကျိုးဆုံးအင်္ဂါအဖွဲ့အစည်းဒီနောက်အတင်းနဲ့၃လေးဆိုပြီးဖြည်တာဘာလို့လဲဒီလိုမဟုတ်ဘူးဘာလို့ဒီမင်းကပါလေအညိုတက်ဖြည်ဆိုတာအညိုတက်ဖြည်ပါဆိုရင်ပုံပုံကူးပဲပုံနေရာမှာကြောက်တဲ့လူမျိုးနဲ့နှစ်ကစီးမျိုးနှစ်က၃ပါစီးလေး၄အငြိအကျိုးဆုံးအင်္ဂါအဖွဲ့အစည်း တခါရဲ့ဘိုင်ဘိုလော်ဂျီအကြောင်းပြောမယ်ညာဆွဲတဲ့စာတက်တယ်ညာဆွဲတဲ့စာတက်တယ်ခဲတယ်နဲ့လုံးဝမလုံးဘူးဘောလုံးနဲ့လုံးပဲဘောညိုးတော့မြောင်းမြောင်းသည်ဘိုင်ဝက်စာတစ်ခါပြောရနော်ဘောညိုးတော့မြောင်းမြောင်းသည်တကူတကူဖြတ်ချင်းမရှိအောင် C8 ကိုနေ C ပြောင်းပြချင်းတယ် ဒီလိုကြီးမပြဘူးဒီချက်ချုပ်ဘူးဒီလိုယူမပြစီးပြောင်းပြကြဘောင်ဖြတ်သွားစီးသိဆိုနဲ့လီလိုဖြတ်သွားအဲ့ဒါဆိုရင်အဲ့ဒီပုံမှုစုမားရေခေါ်ရအောင်နော်ကြောက်တဲ့စီးပြောင်းစီးရေလေးလေးတစ်ခုတစ်ခုဘာမှမပြမဖြတ်ရအောင်ဟုတ်ပြီနော်